ကိုင်းတိုင်းစလင်းကြီးမြို့နယ်ချင်းတွင်းမြစ်ကြောင်းတနေရာမှာစောစုရဲ့လက်နက်ရိတ်ခါနဲ့ခိုးရပါပစ္စည်းတဲ့ရင်တွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာစောစုအသေးပြောက်ရှိရဲလို့ချင်းတွင်းတိုင်းနမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စလင်းကြီးတာဝန်ရှိသူက MP ကိုပြောပါရယ်ဇွန်28ရက်ကမုံရွာဘက်စံတက်နေတဲ့စောစုရဲ့လက်နက်ရိတ်ခါနဲ့ခိုးရပါပစ္စည်းတဲ့ရင်ရင်တွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကချင်းတွင်းမြစ်ကမ်းတနေရာကနေစောင့်ကြိုပြီးတော့ရွှေထွက်ပြောင်းတိုင်းလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သူကပြောပါရယ် မနေ့ကတိုက်ပွဲချင်းကြီးကတော့တို့စင်စစ်စင်စားနေမနက်6နာရီစောစောထွက်လာပြီးကျွန်တော်တို့စလင်ကြီးတနေရာမှာတိုက်ခိုက်တာတော့နှစ်ချက်တိုးလောက်မှစတိုက်ခိုက်တာဗျတိုက်ပွဲကြခြင်းကတော့တနာရီလောက်တော့ကြာတယ်ဗျစစ်တပ်အလီပြောက်ကတော့ရှိနိုင်တယ်ဗျနေရဖွဲ့ရလည်းမြေကမ်းဦးတောက်လျှောက်တို့တော့များများတိုက်ကြအဖွဲ့လည်းများတယ်ဆိုတော့ကျွန်တော်တို့တီးဆုံးကတော့တီးကြမတီးရသေးဘူးပြထောက်ထောက်လန်းသေးပဲဗျ စိုးစုရေရင်နဲ့ချင်းနဲ့မြကြောင်အတိုင်းစံတက်နေချိန်စိုးစုကဆလင်းကြီးမြို့နယ်မြေကမ်းမဲကျေးရွာတွေကိုစက်တက်လေးဒီနဲ့ဘုံကျဲတက်ဖြတ်လို့တရကိုင်းရွာကအမျိုးသားလေးဦးသေဆုံးတယ်လို့ဒေသခံသတင်းမြစ်တူကပြောပါတယ်။စိုးစုစက်တက်လေးဒီနဲ့ဘုံတိချခဲ့လို့သေဆုံးသူတွေဟာတရကိုင်းရွာကအသက်60ကျော်နှစ်ဦးအသက်50ဝန်းကျင်တဦးနဲ့အသက်20ကျော်တဦးစုစုပေါင်းအမျိုးသားလေးဦးဖြစ်ပါတယ်။